မင်္ဂလာညစာဆောင်ဝဲမှာချစ်စနီလေးစူပြေတောင်းခံခဲ့တဲ့ဂရိစကတခွန်ကြောင့်အခုလိုမျက်ရည်ကျခရရတဲ့ဟင်ဝင်ရဲ့ ်ကိုတယောက်တည်းကိုပဲချစ်ပြီးတစားရှိပါလို့ချစ်ရသူဘက်ကတောင်းဆိုလာမယ်ဆိုရင်အလုံးရဲ့စိတ်ထဲမှာဘယ်လိုမျိုးခံစားရမလဲနော်ပရိသတ်ချစ်တော်မင်းသားဟင်းဝရံကတော့ချစ်သူအဖြစ်ကနေချစ်စနီးလေးအဖြစ်ကိုရောက်ရှိလာတဲ့စုပစ္စည်းကဒီလိုတောင်းခံတဲ့စကားလေးတစ်ခုခုကြားရတဲ့အခါမှာတော့မျက်ရည်တွေဝဲပြီးတော့အရင်နဲ့ထိအောင်ခံစားသွားခင်ရပါတယ်ဒီပုံရိပ်လေးတွေကိုတွေ့မြင်ရတာကဘေးမှာကြည်နေတဲ့ပရိသတ်တွေတောင်ကြည်နူးသလိုလိုဝမ်းသာသလိုလိုဖြစ်သွားခင်ရပါသေးတယ်စုပစ္စည်းအနေနဲ့အဲ့ဒီဂရိစကားကိုတောင်းခံခဲ့တာကသူမတို့မင်္ဂလာပွဲကြီးအနောက်ဆုံးဖိတ်ကျင်းပတဲ့မင်္ဂလာညစာစာပွဲမှာပဲဖြစ်ပါတ ယ်။စူပစ်ပြောထားတဲ့စကားလေးတွေကသူတို့သားဟင်းဝရန်ကိုသာမကကြားရတဲ့သူတွေကိုပါကြည်နူးစေတဲ့ဂရိစကားလေးတွေပါရှင်။ ်မင်္ဂလာညစာစာဝဲမှာဆိုရင်အနုပညာအတန်းဝိုင်းကအညီကိုမောင်နှမတွေနဲ့ဆွေမျိုးအတန်းဝိုင်းတစ်ခုလုံးနဲ့တက်ရောက်ခဲ့ကြပြီးတော့မင်္ဂလာဦးဇနီးမောင်နှံလေးကိုဂုဏ်ပြုပေးခဲ့ကြပါတယ်။သူတို့တမီဆိုးပြည့်တစရာဆိုရင်လည်းအင်မတန်လှပတဲ့အဖျော်ခေါဝင်ကြီးကိုဝတ်ဆင်ထားပြီးတော့စိတ်နဲ့လည်းမြတ်ချက်ယတနာလေးဆွေးကြီးနဲ့အတူအယံကိုလှပနေခဲ့တာပါ။ဒီလိုလှပလုံးနဲ့သူတို့တမီလေးကိုဇနီးတယ်လေးအဖြစ်အပိုင်ရတော့မယ့်ဟင်းဝင်ဟန်ဆိုရင်လည်းအင်မတန်ကြည်နူးဝမ်းသာနေတာကိုတွေ့ရပါတယ်။ဒီလိုမျိုးအချိန်တယောက်နဲ့တယောက်ခရီးစကားတွေပြောကြတဲ့အခါဆိုးပြည့်လေးကတော့တခြားသောအထွေထူကိစ္စတွေကိုခရီးမတန် ောင်းခဲ့ပါဦး။မိန်းကလေးတယောက်ရဲ့ဘဝမှာဒါမကချစ်သူရဲ့ဘဝမှာအလိုချင်ဆုံးဖြစ်တဲ့တစ္ဆာရှိပီဖို့ကိုပဲလေးနဲ့စွာနဲ့ဂရိတောင်းခံခဲ့တာကိုတွေ့ရပါတယ်။အရင်ချစ်တဲ့ဆိုရကပြောစရာမလိုအောင်သိနေပြီးသားမလို့ချစ်ပီဖို့ကိုထက်ပြီးတော့မတောင်းဆိုခဲ့ပါဘူး။ဒါပေမဲ့ခဏတာချစ်နေဖို့ထက်တဘွားတာလုံးချစ်ပီပြီးတော့ဘလို့အခက်ခဲတွေပဲကြုံကြုံအတူလက်တွဲရင်ဆိုင်ကြော်ဖြတ်သွားမယ်။တစ္ဆာရှိပါမယ်ဆိုတဲ့ဂရိတစ္ဆာစကားလေးတစ်ခုကိုပဲစူပြီးကတောင်းဆိုခဲ့ပါတယ်။ဒီစကားလေးမှာအတူတူရင်ဆိုင်ကြော်ဖြတ်ပါမယ်ဆိုတဲ့စကားလုံးလေးလည်းပေါဝင်နေတဲ့အတွက်ဟေဝန်ရန်တယောက် ထဲကိုသာတက်ဆာရှိပြီးဖို့တောင်းဆိုခဲ့တာမဟုတ်ပဲသူမကိုယ်တိုင်ကလည်းတက်ဆာရှိပြီးတော့တဘွားလုံးလက်တွဲပါမယ်ဆိုတဲ့တံမြန်ကလေးတက်ဆာနဲ့ပတ်ဝန်းနေခဲ့ပါတယ်ဒီလိုမျိုးလေးနဲ့လှပလုံးနဲ့စကားလေးကြောင့်ဟင်ဝရန်ကလည်းရင်းနှီးထိနှက်ဆိုင်စွာခံစားရပြီးတော့ပွဲခင်းလဲမှာမျက်ရည်တွေဝဲခင်းရှာပါတယ်ကိုချီရတဲ့သူစီကချစ်ချင်းမြတ်တာတွေထက်တူရရှိပြီးတဘွားလုံးလက်တွဲဖို့ဂရီတက်ဆာဆိုနေကြတဲ့ဒီအခိုက်အတန့်လေးကဟင်ဝရန်နဲ့ဆိုပြတဲ့စဉ်တို့အတွက်တော့ဘယ်တော့မှမိနိုင်မှာမဟုတ်တဲ့အမှတ်တရအချိန်လေးပါပဲနော်ဒီလိုအချိန်အခါလေးကိုဂရီစကားလေးတွေနဲ့မှတ်တမ်းတင်ပြီးတော့ ပို့ပြီးတော့အတိတ်ပဲရှိအသက်ဝင်စေဖို့အတွက်အနမ်းချွေခဲ့ကြတဲ့ပုံရိပ်လေးတွေကတရားကုန်ပြုသူပြည်သူတွေကိုရင်တလက်လက်ဖြစ်သွားစေခဲ့ပါတယ်။ဒီမြင်ကွင်းလေးကိုကြည့်ပြီးတော့ပြည်သူများစွာကလည်းကြီးနိုးနေကြသလိုနှစ်ဖက်မိဘတွေကလည်းဘလောက်အထိဝမ်းသာပီတိဖြစ်ပြီးတော့ကျေနပ်နေကြမလဲဆိုတာသိသာစေပါတယ်။ဟင်းဝင်ရနဲ့အစိုးပြီးတော့ဇုံနယ်လျားဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလေးကဇလန်းနေအတူရိုက်ကုန်ရင်နဲ့ပြည်သူသဘောတူညီမှုရရှိခဲ့တဲ့အမှုပညာရှင်ဇုံနယ်လေးပါ။အရန်သဘောတူလွန်လာကြောင်းနှစ်ယောက်သားရဲ့နာမည်လေးတွေကိုအပြားဆွပြီးတော့ငယ်စဉ်ဇုံနယ်လေးရဲ့ဆိုပြီးခေါ်ဝတ်သတ်မှတ်ပေးခဲ့ကြ ြတာကလည်းပြည်သက်တွေပါပဲရှင် အခုတော့ပြည်သူတွေရဲ့စိတ်ကူးတွေကအတိုင်းအမှန်တကယ်ချစ်သူတွေဖြစ်လာကြအောင်ဒါမကလက်ထပ်ပွဲကြီးကိုပါကျမပြီးငစင်းဆိုတော့ကိုလည်းမင်္ဂလာပွဲတက်လျှောက်လုံးမှာအမှတ်တရနာမည်လေးအဖြစ်အသုံးပြုသွားခဲ့ကြပါတယ်။ဂရီတက်စာစကားလေးတွေကိုလည်းငစင်းနာမည်ရေးထိုးထားတဲ့ရှေ့မှာပြုလုပ်ခဲ့ကြတာကြောင့်သဘောတူခဲ့တဲ့ပြည်သူတွေရဲ့ဝမ်းသာပီတီတွေကတော့မိုးထီအောင်တက်နေလောက်ပါပြီရှင်။ဒီလိုမျိုးနှစ်ဖက်မိဘအတန်ဝိုင်းဆူမျိုးတငယ်ချင်းတွေနဲ့ပြည်သူတွေအားလုံးသဘောတူကြည်ပြူရတဲ့ငစင်းစုံလေးလေးကတော့ချစ်ချင်းမြတ်တာဂရီတက်စာတွေကြားထဲမှာဇနီးမောင်နဲ့ဘွားကိုရောက်ရှိသွားခဲ့ကြပါပြီ။တခြား ားသောအရာတွေမလို့ပဲသစ္စာရှိစွာနဲ့အမြဲအတူရှိပေးဖို့ကတောင်းဆိုခဲ့တဲ့ဆုပြေလေးနဲ့ဝမ်းသာစွာဂရုပေးပြီးတော့ပီတိမြတ်ကြီးကြားခဲ့တဲ့ဟေဝန်ရန်တို့ငင်းစင်စနီးမောင်နှံရဲ့ဒီအခိုက်အတန့်လေးကိုကြည်ပြီးတော့ပြည့်တဲ့ကြီးတို့ရောထက်တူကြီးနုဝမ်းသာမိပါရဲ့လားရှင်။